အားလုံးလာလီစောပါမင်္ဂလာပါဒီနေ့မှာကျွန်တော်ဖတ်ပြမယ်အကြောင်းအရာလေးကမင်းကောင်းမှတိုင်းပြေကောင်းပြီဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကမင်းကောင်းမင်းမြတ်ဟူသည်ဆိုတဲ့ဇာတ်လေးတွေကဖြစ်ပါတယ်မင်းကောင်းမှတိုင်းပြေကောင်းပြီအဘာပေါ်၌မိသည်တိုင်းပြေနိုင်ငံမဆိုးအုတ်ဆိုးရည်သည်လူနေမှုကိုအခြေခံလျက်ဖြစ်ပေါ်လာပါသည်လူနေမှုရဲစုရောထောင်ဖြစ်လာပြီဆိုလျင်ထိုရဲရော်ကိုထိန်ကျွဲရသော အုတ်ချုပ်သူမှလည်းပေါ်လာရစမည် ဖြစ်သည်ထိုမှတဆင့်ရောအများပြားကိုစူးစေး၍ကျွမ်းအလိုက်ဖြစ်ပေါ်လာလျင်လေထိုကျွမ်းကိုမြင်လျက်အုတ်ချိုးရသူမှလည်းပေါ်လာရစမည်ဖြစ်သည်ထို့ကြောင့်အုတ်ချိုးရဲ့မန်တိုင်းဆိုသည်မှာရမရော ရောမကျွမ်းကျွမ်းမမျိုးမြို့ပြမနိုင်ငံဟုပဲအစင်းစင်းပေါ်လာခဲ့ရသည်ရခိုင်ခေဥတမိုင်း၌ဒေါ်ရာဝတီမျိုးဝေဒါလီမျိုးတို့ကို အထင်အရှားတွေ့ရသည်ထိုရဲ့ဒေတာ၌ လူနေမှုမျိုးပြထွန်းကားခဲ့သည်ဖြင့်၎င်းကိုအုပ်ချုပ်ရသောဗရင်မင်းမှလည်းပေါ်ထွန်းခဲ့ရလေသည်တို့ဖြစ်ဝဲအုပ်ချုပ်ရသည်လူနေမှုကိုအခြေခံလျက်ဖြစ်ပေါ်လာခဲ့ရသည်မှာအထူးထင်ရှားနေလေသည်ထိုလူနေမှုတစ်ခုလုံးကိုခွဲစိတ်ဆန့်ဖြာလေ့လာကြည့်လျင်အုပ်ချုပ်သူလူတန်းစားနဲ့အုပ်ချုပ်ခံရသူလူတန်းစားရှိဝဲနှစ်မျိုးရှိသည်ကိုတွေ့နိုင်သည်အုပ်ချုပ်သူလူတန်းစား၌ဗရင်မင်းအပါအဝင်မုံမက်စစ်သူကြီးများ စစ်တေရင်မာများပညာရှိဒုက္ခမေများမျိုးစားမြို့သူကြီးများကျွမ်းစားကျွမ်းသူကြီးများရောစားရောသူကြီးများအသေးသေးပါဝင်ကြသည်အောက်ရှုပ်ခံလူတန်းစား၌တထဲတကြွေကုံတယ်လေလုံးမဆရွယ်သူစင်းရဲသားများပါဝင်ကြသည်ထောလူတန်းစားနှစ်ရက်ပြီးတိုင်းပြည်နိုင်ငံ၌တွင်တေးလျက်ရှိနေပြီးတစုကိုတစု အပြန်အလှန်အမိန်တဟဲပြုလျက်ရှိနေကြသည်အောက်ရှုပ်သူမင်းနံတကွယ် မင်းမုံထမ်းများသည်အုတ်ချုပ်ခံရသူတို့၏စာဝဲနေရေးစီးပွားရေးပညာရေးစသည်တို့ကိုတာဝန်ခံတာဝန်ယူဆောင်ရွက်ပေးကြရသလိုပြည်သူများကလည်းအုတ်ချုပ်သူဘရင်နှင့်တကွမင်းမုံထမ်းများအတွက်လိုအပ်သော အခွင့်အထုတ်ကို ခြေဆေးပေးကြရသည်အကဲ့၍အုတ်ချုပ်သူဘရင်မင်းသည်ရင်ချင်းတရားနှင့်မငြိမ်အာနာရှင်ဆက်ဆံအုတ်ချုပ်မည်ဆိုလျှင်အုတ်ချုပ်ခံရသူပြည်သူများမှပူပင်တော့ကဖြင့်ဆင်းရဲကြရသည် ပြည်သူများအရှင်းရှင်းကလည်းစေကံတကြမနေထိုင်ခြင်းတရားဥပဒေကိုဆန့်ကျင်ခြင်းအရှင်းရှင်းခိုင်ရင်ဖြစ်ရှင်အုပ်ကိုတူနိုင်ထက်စီနံပြုမှုခြင်းတို့ရှိလာခဲ့လျင်ထင်းချောင်းဖြစ်ရှင်ပေးရသည်မှာအစိုးရဘရင်မင်းတို့၏တာဝန်ဝတရားဖြစ်လေသည်ထို့ကြောင့်အုပ်ချုပ်သူအစိုးရဘရင်မင်းသည်အုပ်ချုပ်ခံရသူများအတွက်သာဖြစ်သင့်သည်အုပ်ချုပ်သူဘရင်အတွက်ပြည်သူများမဖြစ်သင့်ပေချစ်နှစ်ပေါင်းများစွာကအခိုင်ပြင်း၌ တေဥရှင်ပိုင်ဘရင်စနစ်သည်နှစ်ပေါင်း9000ကျော်ထွန်းကားခဲ့သည်ထိုဘရင်မင်းတို့မှာရေကောက်ပွဲဝင်သောမင်းများမဟုတ်ကြရှေသားစိန်မြစ်ဆက်ချင်းနှန်းကိုဆက်ခံ၍အုပ်ချုပ်လာသောဘရင်စနစ်ဖြစ်သည် ထိုရခိုင်ဘရင်မင်းများကမင်းမင်းကိုကိုတာကြတာဂီຫນွေအမျိုးဟုယုံကြည်လက်ခံထားကြသည်တာကြတာဂီຫນွေဝင်တို့မှာကိုချင်းတီလာနှင့်ပြည့်စုံကြသည်မင်းမျိုးမင်းຫນွေများဖြစ်ကြသည်ဘရင်အမျိုးຫນွေတို့ကဒါလည်း ဘရင်ဖြစ်ရမည်ဟုသောခံယူချဖြင့်တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြသည်ပြည်သူများကလည်းတာကြတာကီနေဝင်များကိုနှစ်သက်ဆွေးလန်းခဲ့ကြသည်အဘယ်ကြောင့်ဆိုတော့ထိုတာကြတာကီနေဝင်တို့မှမင်းချင်းတရားနဲ့အညီတိုင်းပြည်ကိုကောင်းမွန်စွာအုပ်ချုပ်တဲ့ကြရွေးဖြစ်လေသည် ထိုတာကြတာကီနေရခိုင်ပြည်မင်းတို့သည်တိုင်းပြည်ကိုအုပ်ချုပ်ရ၌မင်းချင်းတရားစေပါအပရိဟာနိယတရား9ပါးနာယကဂုံ6ပါး ဗြဟ္မဝိဟာရ၄ပါးပြင်စတိ၅ပါးမင်းတို့ပြကတိ9ပါးရာဇဂုံ6ပါးတင်္ဃဟတရား၄ပါးစသော ကိုချင်းတရားများနဲ့အညီလိုက်နာ၍အုပ်ချုပ်သဖြင့်အမှန်အကန်လေတိုင်းပြည်သာသာယာယာရှိခဲ့သည်အချို့သောရခိုင်မင်းတို့လက်ထက်၌ထိုချင်းဝက်တရားတို့ကိုသိဖေပြီးမုံဆိုးမဆိုးများနဲ့ပေါင်း၍တိုင်းပြည်ကိုအုပ်ချုပ်လာကြပြီဆိုလျင်တိုင်းပြည်လက်ကျေ ပြည်သူနဲ့ဒုက္ခဆင်းရဲအမျိုးမျိုးနဲ့ကြုံရတတ်ပေသည်။ယင်းကြောင့်ကိုလင်းမျိုးခေတ်ကပေါ်ထွန်းခဲ့သောရဟန်းပညာရှိကြီးအရှင်အာဂါတရရခိုင်သူမြတ်ကမင်းကောင်းမင်းမြတ်ဟူသည်မှာ၁သူများထက်အကျယ်အစေကောင်းရမည်၂အိတ်ဆက်နေပါသူဖြစ်ရမည်၃လူအများကိုကြီးပွားချမ်းသာခြင်းသူဖြစ်ရမည်၄တိုင်းပြည်၌သူခိုးဓာပြရန်သူများပပျောက်အောင်ဆောင်ရွက်တတ်ရမည်ဟူ၍လောကတာယာပြို၌ ဆုံးမရည်စဲထားသည်ထို့ကြောင့်မင်းကောင်းမင်းမြတ်တို့သည်မင်းချင်းတရားနှင့်အညီတိုင်းပြည်ကိုအုပ်ချုပ်သည်ဖြစ်၍မင်းတေကျေမှပြေသာရမင်းမင်းမကောင်းကပြေရောစနို့စနောက်မတည်မငြိဖြစ်တတ်သည်တာဂီဝင်မင်းအကောင်အမျိုးနွယ်ကတလည်းရင်မင်းမြတ်ဖြစ်ကြောင်းအာနာစကားကိုဖျက်ယိုးထုံးစံမရှိတရားဆောင်ကြောင်းဘယင်မင်းတီကနေလာတို့သည်မိမိအယောင်ကိုဖျက်ပြီးမထွန်းသမုတ်တရားတို့မူလေကန်းကိုချီလျံရုံမရှိ မင်းတို့မိမျိုး၌လည်းအနေအဝေမရွေအာနာတနာစကားချက်ရိုးထုံဟောင်းမရှိမင်းတေကျေမပြေတာမင်းဟုထုတ်ဖို့မိဟာခဲ့ပါသည်ထို့ကြောင့်ရခိုင်ပြည်၌သီလရာဇာမင်းစန္ဒသူရိယာမင်းသူရိယာပတိပါတိမင်းမဟာတိုင်းစန္ဒရာမင်းသူရိယာစန္ဒရာမင်းသီရိစန္ဒရာမင်းဘယင်မင်းတီမင်းပါကြီးမင်းဖလောင်အစရှိသောမင်းပေါင်းများစွာတို့မှာမင်းမင်းကိုယ်တိုင်သီလလုံးပြီး မင်းချင်းတရားကို မတိမ်မဆောင်စောင်းချောက်ရွယ်ပြည်သူများကိုရင်ဝေသားကဲ့သို့အုပ်ချုပ်ခဲ့ကြသဖြင့်ရှေ့ရခိုင်ပရင်တိုင်းနိုင်ငံသည်တာယာဖွံဘရိုအေရှန်ခေတ်တီကိုရခိုင်ရာဇဝင်များကအထင်အရှားဖော်ပြပေးထားပေသည်သို့တော်လည်းအလုံးသောရခိုင်ပရင်များကတာလျင်မင်းချင်းတရားနဲ့ညီကြသည်မဟုတ်ချေမင်းချင်းနဲ့မညီသောမင်းတချို့လည်းရှိခဲ့ကြသည်လေမျိုးခေတ်ကမင်းကောင်ကြီးမင်းခေါင်ငယ်ကဘာလောင်ကြီးကဘာလောင်ငယ် အစချီသောတားစီမြင်းစဲလဲဆဲမှာမင်းချင်းတရားမရှိဝဲတိုင်းသူပြည်သားတို့မှာထိတ်ထမင်းစုတကယ်တော့ပူပင်တော့ကရောက်ခဲ့ကြရသည် တိုင်းပြည်လဲဆင်းရဲမွေးတယ်လေသည်ဒီထက်ဒန်းချာဘရင်နဲ့မင်းပြူလူတို့မှာကန်းကုံစိုးသွမ်းမိုက်ခဲ့ကြသည်တိုင်းပြည်ကိုကြမ်းတမ်းစွာအုပ်ချုပ်ခဲ့သည်ညအူးခင်၌လဲမင်းစိုးမင်းယုတ်တို့ရှိခဲ့သည်ရင်းနှံပတ်သက်ဝဲလဲမျိုးခန့်နောက်ပိုင်းနဲ့ညအူးခိုက်အစာပိုင်းတွင်မင်းမုံထန်ခဲ့သော ပညာရှိကဝီကျော်ကဘယင်မင်းသည် မင်းချင်းမရှိမားသောအချင်းသာလျင်ကျင်းသည်ဝေဖန်ချင်းတေကန့်ချင်းမြင်းချင်းကိုလည်းမပြုမိုက်သောသူတို့နှက်တာပေါက်ဖက်ဝဲတိုင်းပြေကိုအုပ်ချုပ်လျင်တိုင်းနိုင်ငံပြည့်စည်ရသည်တိုင်းပြေအေးချင်းချင်းတိုင်းပြေတာယာချင်းတိုင်းပြေဆုပ်ယုပ်ချင်းတိုင်းပြေဆင်းရဲချင်းသည်မင်းနှံတာလျင်များစွာဆိုင်နေသည်ကိုတွေ့နိုင်ပြီဖြစ်သည်ရခိုင်ပြည်မင်းများထဲတွင်အများအပြားမင်းတို့သည် လင်းချင်းတရားကိုနှလုံးသွင်းနေရတိုင်းပြေကိုပြတ်တဆိုအုပ်ချုပ်ခဲ့ကြသည်လက်လွက်စပယ်အုပ်ချုပ်ခဲ့ခြင်းမဟုတ်ပါဘရင်ဝတ္တရားကျင်ထုံးကို မဖောက်မပြဲကျင့်ကြံအုပ်ချုပ်ခဲ့ကြသဖြင့်ပြည်သူများမှာလာမင်းကြီးအယောက်အောက်၌နေရသလိုအေးရှမ်းသာယာခဲ့ကြသည်အုပ်ချုပ်သောမင်းတို့ကသာလျင်အုပ်ချုပ်ရေးဥပဒေကျင့်ဝတ်တရားနေလမ်းမကျရှိခဲ့လျင် အနေကအမှုန်ထမ်းကြသောရခိုင်ပညာရှိသူခမင်းတို့က ရေဝန့်ပြတ်သားသော မင်းထံလျှောက်တယ်ရွယ်လမ်းမှန်ကိုတင်မဲ့ပေးခဲ့ကြသည်ထို့ကြောင့်တိုင်းနိုင်ငံတစ်ခုအေရှန်တာယာရဲ့ဖွံ့ဖြိုးတိုးတက်ရန်ဆိုသည်မှာအာဏာတစ်ခုလုံးကိုရယူထားသောဘရင်မင်းကားသာလျက်အထူးပဒါနာကြလေသည်မင်းကောင်းမှတိုင်းပြေကောင်းမည်ဖြစ်ပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်အခန်းနှစ်ကိုနောက်ထပ်ဗီဒီယိုတစ်ခုမှာညဝေပြပါမယ်